အားလုံးမင်္ဂလာပါခုလေ့လာမယ့်ဗီဒီယိုကတော့ lesson 10 lesson 10ကလည်း lesson 9နဲ့အကွာဘူးပေါ့ဒီညာဘက်လက်၅ချောင်းရဲ့အတားကျွန်တော်တို့ကနောက်ဆုံးလေ့ကျင့်ခန်းလို့ပြောရမှာပေါ့နောက်ပိုင်းတွေကတော့လက်အကူပြောင်းနဲ့တချင်း melody ကိုစတင်ပြီးဒီခါတော့မယ်နောက်တစ်ခုမှကျွန်တော်တို့ဒါလက်ရှုပြောင်းလေးတွေတစ်ခုတော့သင်အောင်မယ်ပြီးရင်တော့ကျွန်တော်တို့ဒါတချင်းစတင်တော့မှာပေါ့အဲ့တော့ ဒီတစ်ခုနဲ့နောက်တစ်ခုတော့ကောင်းကောင်းတီးပြရပါဦးနောက်ပိုင်းမှာကျွန်တော်တို့ကော့တင်နဲ့တချင်းတချင်းစတဲ့เนาะသူလဲလက်စင်ကိုလက်စင်9လို့ပဲ C နဲ့ G နဲ့ C နဲ့ G နဲ့တော့ပျောက်အောင်အဲ့တော့ကျွန်တော်ကဘယ်လက်ကတော့လက်စင်9မှာကြော်ဖက်လာရင်ကောင်းကောင်းလွယ်နေမယ်ဒီမှာကျွန်တော်တို့ကဒီမှာညာဘက်ကိုအရင်ကြည့်မယ်လွယ်တယ်เนาะ 1 2 1 2 3 4 3 4အဲ့လိုနေ1 2 1 2 3 4 3 4တစ်ချက်မှာနှလုံးစီနော်1 2တစ်ချက်နှလုံး1 2ပြန်လာတဲ့တစ်ချက်နှလုံး3 4တစ်ချက်နှလုံး3 4တစ်ချက်နှလုံးပြီးတော့ဆိုဖာတစ်ချက်နှလုံးဆိုဖာတစ်ချက်နှလုံးမိွေတစ်ချက်နှလုံးမိွေတစ်ချက်နှလုံးပြီးရပြောရှေ့ရလိုပဲပြန်ပြီးတော့နှိပ်ပစ်တယ်ပြန်ပြီးတော့ဟောပေါ့နှုတ်တံမူကစားတယ်ပေါ့2 3 ဆိုမီတစ်ချက်တစ်လုံးဒိုမီဆိုမီပြီးပြီးပေါ့မယ်တစ်ချက်နှလုံးနဲ့တစ်ချက်တစ်လုံးပေါ့မယ်ရှုပ်နေတာပဲဖာမီရေမီဖာဂရေထပ်ပေါ့မယ်မီရေဒိုရေမီဒိုအဲ့နုံနဲ့ quarter note ကိုပိုက်နေနေတာနော်ပြီးပြီးတော့တွေ့ပါ යි ရေမီဖာရေမီရေဒိုမီအဲ့လိုပဲဖာမီရေမီဖာမီရေဆိုဒိုလက်ငါးချောင်းလုံးဝမရှိပါဘူး tam múa đi đoạn này một tí à đó do re do re mi fa mi fa ai nô no đi, so fa so fa mi re mi re cha này đi do mi so mi do mi so mi ai nô no đi, fa mi re mi fa re ai nô no ai nô no qua ai nô no, ai nô no, 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 qua ta oh sorry ai nô no, ai nô no, qua ta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 . အိမ်နို့အိမ်နို့ကွာတာကွာတာပြီးတော့မြို့တို့တွေအိမ်နို့အိမ်နို့ကွာတာကွာတာပြင်ဒါပြီအဲ့လိုတွေပဲရေမီဖာရေမီရေဒိုမီဖာမီရေမီဖာမီရေဆိုတော့ ရားကတော့ lesson 9ကိုကြွက်ဖက်လာရင်တော့ဒီ lesson 10ကတော့လွယ်သွားမှာเนาะသူကခုနကတော့ပဲသူက C နဲ့ G နဲ့ C နဲ့ C နဲ့သူက C တစ်ပါးထောက်ထားတယ် G တစ်ပါးထောက်ထားတယ် C ဟိုးထောက်တယ် C ထပ်ဟိုးထောက်တယ် G ဟိုးထောက်တယ် C ဟိုးထောက်တယ် G ဟိုး G ဟိုး C ထပ်ထောက်တယ်အဲ့တော့ဒီနှုတ်ကိုတရားကြည့်ပြီးတော့ဒီအချိန်မှာတော့နှုတ်နဲ့လက်နဲ့အာယုံတွေကတော်တော်တော့ အစဉ်ပြေတော့ပြီးတော့ရုံကြည်လို့ပေါ့နော်နောက်သင်ခန်းစာမှာလက်ရွှေပြောင်းလေးတင်မယ်ပြီးရင်ကျွန်တော်တို့တချင်းစာတည်ကြမယ်နော်ကိုကိုပဲဆုံးဖြတ်ဒီလောက်ထိပါလားပါမလားမပါမလားကိုမှလည်းတက်ကြံခဲ့မလားရှင်းမှာပဲနေရမလားလက်ဆက်ထိကြောက်မလားကျွန်တော်တို့ဇွဲတွေကိုစမ်းသပ်ကြတာပေါ့နော်ကဲအဲ့တော့ခြွန်တောက်လေးနဲ့ညာဘက်ရင်စာတည်ရအောင်နော်1 2 3 四。五。 80နဲ့ဒီဒီနဲ့တူပါတယ်เนาะတစ်ခေါက်ပြတရအောင်1 2 3 4 ညာလက်တန်ဖိုးတွေလည်းရအောင်ကျင်းပေးကြပါနော်အဲကျွန်တော်တို့ဘယ်လက်ကျင်းမလဲ1 2 3 4 တော့ကိုကအဲ့လိုမျိုးဒီလက်အကူပြောင်းပါနော်ဒီသင်္ကန်းစာပြလာတော့လွယ်တာပေါ့ဆရာအနေနဲ့ရတော့ဒါပေမဲ့ဒီသင်္ကန်းသားအနေနဲ့ရတော့ဒီဒီခင်ရတာအချိန်ကြာနေတာပေါ့နော်ဗီဒီယိုဖိုင်ကထန်ကုန်ရှိမှ9မိနစ်နဲ့15မိနစ်မိနစ်30ကြာပေါ့ဒါပေမဲ့သင်္ကန်းသားအတွက်ကတော့တစ်ရက်လည်းကြာနိုင်ပါတယ်နှစ်ရက်လည်းကြာနိုင်တယ်ဒါပေမဲ့နိုင်ဝဲနဲ့လည်းကြာရင်လည်းကြာသွားနိုင်တယ်ပေါ့နော်အဓိကက ဒီပညာရက်တခုပေါ်စိတ်ဝင်စားမှုနဲ့စိတ်ရှိလက်ရှိဒီစနစ်ကြကြလေ့ကျင့်နိုင်ဖို့ကကိုဘယ်လောက်ထိသွားနိုင်မလဲဆိုတာကိုစုပ်ဖြစ်မှာဖြစ်ပါတယ်ကျွန်တော်အများကြီးပြောနေတယ်လို့ပဲဒီပညာရက်လွယ်ချင်းခက်ချင်းကိုသွားစိတ်ဝင်စားနဲ့ဒီပညာလွယ်လေးပညာခက်တဲ့အဲ့လိုမဟုတ်ဘူးကိုကဘယ်လောက်ထိပေးဆက်နိုင်လဲဘယ်လောက်ထိကြိုးစားနိုင်လဲဘယ်လောက်ထိအာရုံစူးစိုက်မှုရှိပြီးတော့လေ့ကျင့်နိုင်ဖို့မူတည်ပြီးတော့ဒီပညာကကိုယ့်အတွက်လွယ်လက်ခက်လားဖြစ်သွားမှာ သူ့ပညာကိုခတ်တယ်ဆိုတဲ့မရှိဘူးကိုကဆုံးဖြတ်တာကိုဘယ်တော့ပေးဆက်လို့ဒီပညာလွယ်တာလဲကိုဘယ်တော့မပေးဆက်လို့ဒီပညာခတ်နေရတယ်တို့တော့တော့ကြိတ်နေကြမှာဖြစ်ပါတယ်ကဲကျွန်တော်တို့ပညာပေါင်းပြီးတီးပြီးတော့ lesson 10 lesson 10ကိုဆုံးသက်ကြအောင်เนาะ1 2 3 4 ခက်ခဲရှိနေပြန်မေးပါနော်ကြားပါတယ်ကျွန်တော်ရှင်းပြပါမယ်အရင်ခက်နေမှမေးဒါပေမဲ့ဟိုအခက်ခဲမရှိအောင်တော့ကျွန်တော်အကောင်းဆုံးရှင်းပြတာပါနော်ဒီတံပိုးလေးတွေဒီဒီမှာကျတော့ lesson 90ကပါလဲဆိုတော့ဒီအိတ်နှုတ်ဖြစ်နေတာရယ်ဘယ်ဘက်ကလဲကော့ကရွှေပြောင်းလာတယ်ဖြစ်တာကြောင့်ဒီဖြုံးလေးခတ်နေတယ်နော်ဒါပေမဲ့ရအောင်ဒီစီချင်ပါတယ်နော်ဒါမှတာနောက်ပိုင်းတော့ဖြတ်တာဒါမှမဟုတ်ဆိုရင်သင်္ကန်းစာတွေကြားထဲမှာဒီအဆင့်တွေအများကြီးဖြတ်ကျော်နေရတယ် တင်ကန်းစားတွေပြင်းသွားမယ်နော်အဲ့တော့ကျွန်တော်ထိရောက်ပြီးတော့ကောင်းမွန်တဲ့တင်ကန်းစားပေါ့အချိန်ဆက်မိတဲ့တင်ကန်းစားမျိုးပဲသိနေချင်တော့နော်နည်းတော့ခတ်သွားတော့တောင်းပန်ပါတယ်ကဲအဲ့တော့ဒိုရီဒိုရီမီဖာမီဖာခုန်လိုက်ဟောဒီဆိုတီးတဲ့အချိန်မှာဒီကြီးကကြာနေမှာဆိုတော့စိတ်ကမှန်ပြေပြရှိဟောဖာမီဝီမီဖာရီပြတ်ကုန်ပေါ့ စင်မှာတော့လက်မလှတာလှလိုက်ကြတော့မပြောဘူးကြိုက်လို့လို့အဓိကစီးချက်ကြဖို့တာဥစားပြီတံခိုးမှန်တယ်စီးချက်ကြတယ်ဒီလိုခုတ်ဦးသေးလက်ကြကျန်းရတယ်အုံနိုင်ကြပါမဖြစ်ဘူးတင်းတင်းနဲ့အဲ့ဒါတွေကနားတော့ကောင်းတော့ကွာစီးချက်နဲ့လက်နဲ့ဖင်ဂါနဲ့ခိုင်းနေအောင်လုပ်ပါလက်စင်30ပြီးရင်ရောလက်စင်70မှာလက်ရွှေပြောင်းလေးတင်မယ်လက်စင်12လက်စင်12ကစပြီးတော့ပြန်တော့တချင်းစတင်မှာဖြစ်ပါတယ်เนาะ